မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာထိတ်တဲရမြမသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗမော်မျိုးတိုက်ပွဲအတွင်းစကစာ drone 9စင်းကိုထပ်မံပစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကချင်ပြည်နယ်ဗမော်မျိုးအခြေဆိုင်အမတ်27စစ်ကိုယ်ကဲမှုဌာနချုပ်ကိုကချင်လွတ်လပ်ရေးတပ်မတော် KYA နဲ့ပူးပေါင်းတပ်များမှထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်ပြီး drone 9စင်းကိုလည်းပစ်ချနိုင်ခဲ့ကြောင်းသိရပါတယ်ယမန်နေ့မတ်လ9ရက်နေ့ည9နာရီခန့်မှာစာ ၍ယခုအချိန်ထိတိုက်ပွဲများဇက်တိုက်ပြင်းထန်နေလျက်ရှိသည့်အပြင်စကားစဘက်မှဒရုန်းများကိုပစ်ချဖျက်ဆီးနိုင်ခဲ့သောကြောင့်၎င်းတို့ဘက်မှလေယာဉ်များဖြင့်သာဘုံကျဲတိုက်ခိုက်မှုများကိုအားထားနေရကြောင်းနှင့်တိုက်ပွဲအတွင်နှစ်ဖက်တိုက်ကြဆုံမှုများလည်းရှိကြောင်း KIA စစ်သတင်းရင်းမြစ်ကပြောပါရယ် စကခ21ကိုတော့တော်တော်လေးဖိအားပေးထားနိုင်တယ်လို့သိမ်းပိုင်နိုင်ခဲ့တဲ့နေရာတွေလည်းများလာပါတယ်။မင်းညနေ9နာရီလောက်ကနေစပြီးတော့ပြင်းထန်ခဲ့တဲ့စကခ21တဲကတိုက်ပွဲကအခုချိန်ထိပြင်းထန်နေသေးပါ။မင်းညကသူတို့ရဲ့ညကြည့်လို့ရတဲ့ night vision ပါတဲ့ drone တွေကိုပစ်ချနိုင်ခဲ့တာကြောင့်ကျွန်တော်တို့ဘက်ကအလုပ်လုပ်ရတာတော်တော်လေးအဆင်ပြေခဲ့တယ်။ဒါကြောင့်လည်းညနေလာလေးလေးသူတို့ဘက်ကလေရင်ပုံကျဲတာတွေပိုလုလာခဲ့ပါတယ်။ ထိခိုက်ကြဆုံးမှုကတော့ကျွန်တော်တို့ဘက်မှလည်းရှိပါတယ်ဟုပြောပါရယ်။ယမန်နီညာဖြစ်ပွားခဲ့သောတိုက်ပွဲအတွင် KIA နဲ့ပူးပေါင်းတပ်များမှစကစတက်၏ နိုင်ဘေးရှင်းပါသောစစ်ဖက်သုံးဒရုန်းခုနှစ်စင်းကိုပစ်ချဖျက်ဆီးနိုင်ခဲ့တဲ့ဖြင့်တိုက်ပွဲအတွင်၌တော်လရင်တက်များထိုးစစ်ဆင်တိုက်ခိုက်မှုများပုံမလုံးဆောင်နိုင်ခဲ့ကြောင်းကိုလည်းသိရပါဗယ်အဆိုပါစစ်ဖက်သုံးဒရုန်းပစ်ချနိုင်ခဲ့မှုနှင့်ပတ်သက်၍စစ်ရေးတရင်ရင်းမြစ်တအူကဒရုန်းပစ်ချဖျက်ဆီးနိုင်ခဲ့တဲ့တရင်ကကွန်ဖမ်းပါအဲ့ထဲမှာ night vision ရတဲ့ drone တွေပါပါတယ်လို့သိရပါဗျ။ခုနှစ်စင်းပြစ်ချနိုင်ခဲ့တဲ့အဲ့ဒီ drone တွေပြစ်ချခံလိုက်ရတဲ့အကျွမ်းစကခ21ကစကစရီအခက်ခဲတွေ့သွားပုံရတယ်။နေရာတချို့ကို ကျွန်တော်တို့ဘက်ကသိမ်းပိုင်နိုင်ခဲ့ပါတယ်ဟုပြောပါရယ်။စစ်ကောင်စီတပ်ဘက်မှလည်းယမန်နီညတကောင်ချိန်အထိ MiG 29 Y7 နဲ့ YAK 130စားတဲ့လေယာဉ်များဖြင့်ဘုံကျဲတိုက်ခိုက်မှုများကိုစဲချိန်ချက်မနေပြုလုပ်ခဲ့ကြောင်းသိရပါရယ်။ဗမော်မျိုးနိုင်စကစတပ်များမှစကခ27ခလာရ49နဲ့ဗမော်တပ်ကတူတို့တွင်နေရာယူတက်ဆွဲနေကြဆဲဖြစ်ပြီး၎င်းနေရာတို့ကိုတော်လရင်တပ်များမှပိတ်ဆို့တိုက်ခိုက်လျက်ရှိပါရယ်။ ဆလဘီဗမော်မြို့စကခ21အား KIA ပူပေါင်းတဲ့အပြင်းထန်ထိုးစစ်ဆင်ကကင်းတချို့တိုက်ခိုက်နိုင်ဟုသတင်းရင်းမြစ်ပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရရှင်။ကချင်ပြည်နယ်ဗမော်မြို့အခြေဆိုင်အမတ်21စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ21အားအပီးသက်သိမ်းပိုက်နိုင်ရင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတဲ့ကထိုးစစ်ဆင်လျက်ရှိကကကင်းအချို့ကိုယနေ့မတ်လ10ရက်တွင်သိမ်းပိုက်နိုင်သည်ဟုသိရကြောင်းကချင်သတင်းရင်းမြစ်ကပြောပါရယ်။ KIA ပူးပေါင်းတက်ဟာဘော်မော်မြို့တိုင်းတိုက်ပွဲအား2024ဒီဇင်ဘာ4ရက်ကစတင်ခဲ့ရာ3လကျော်အကြာတိတိုက်ပွဲပြင်းထန်နေပြီးယခုမလ10ရက်အတွင်းစကခ21တရင်ခလာရ40ခွန်တရင်နဲ့တက်ကတူနေရာများကိုတပြိုင်တည်းထိုးစစ်ဆင်မှုထပ်မံပြုလုပ်ခဲ့ရာတိုက်ပွဲပြင်းထန်လျက်ရှိပါသည် ။ဒီနေ့သူတို့ရဲ့27ဘီနာကကာကင်းတချို့တွေကိုပြန်ပြီးတိုက်နိုင်တာရှိတယ်လို့ပြောတယ်ဟုကချင်သတင်းရင်းမြစ်ကပြောပါရယ်။လက်တလောဖြစ်ပွားနေသည့်ဗမော်မြို့တိုက်ပွဲရုတ်တံမှတ်တမ်းကိုလည်းကချင်သတင်းရင်းမြစ်အချို့ကလူမှုကွန်ရက်၌ဖော်ပြလျက်ရှိရာစီဆိုင်ဟုယူဆရတဲ့အစအဦးမီးလောင်နေပြီးပြစ်ခတ်တံများဇက်တိုက်ကြားနေရပါရယ်။ စစ်ကောင်စီတပ်ဆွဲထားတဲ့စီပတ်နေရာကိုမီးရှို့လိုက်ပြီးဖြစ်ကြောင်းရုတ်တရက်ရိုက်ကူးသူကကချင်ဘာသာဖြင့်ပြောဆိုခဲ့ပြီးဗမော်မျိုးတွေစစ်ကောင်စီတပ်များကြာရှုံးနေပြီးအောင်မြင်မှုရရှိရန်နှီးနေပြီးဟုပြောပါရယ်အဆိုပါရုတ်တဟာစကခ27ဌာနချုပ်အနီးနားနေရာဟုယူဆကြောင်းကချင်သတင်းရင်းမြစ်က ပြောပါရယ်တရင်အချက်လက်အချို့ရရှိထားတော့လေလက်တလောပြောဆိုရန်မတင်သေးဘူးလေ၎င်းကပြောပါရယ်ဘုံမော်မျိုးတိုက်ပွဲအခြေအနေနဲ့ပတ်သက်၍မေးမြန်းရန် KAI တရင်ပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးထံရ နေ့နဲ့နဲ့တွင်ထပ်မံဆက်သွယ်ခဲ့တော့လဲအဆက်အသွယ်မရသေးပါဘူး။မလ၈ရက်ညပိုင်း KIA သတင်းပြန်ကြားရေးဌာန၏ဖော်ပြချက်တွင် KIA ပူပေါင်းတပ်ကစာကခ27ဌာနချုပ်ကိုမလ၈ရက်နံနက်မှစ၍အပြင်းအထန်ထိုးစစ်ဆင်နေကြောင်းအသိပေးထားပါသည်။ဗမော်မျိုးသိန်းစစ်စင်ရေး၃လပြည့်ပြီဖြစ်ကစစ်ကောင်စီ၏အရေးပါသည့်တပ်စခန်းများစွာကိုတိုက်ခိုက်သိမ်းယူထားကြောင်းနှင့်စာကခ27အပါအဝင်ဗမော်မျိုးကိုအပီအစီသိမ်းပိုင်နိုင်ရေးအပြင်းထန်တိုက်ခိုက်နေကြောင်းဖော်ပြပါသည်။ မလရှိရက်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလေကြောင်းလက်နက်ကြီးဒရုန်းများအဆက်မပြတ်ခုခံတိုက်ခိုက်နေပြီးတိုက်ပွဲဖြစ်ပွားရတာမကပြည်သူနေထိုင်ရာနေရာများကိုပါစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ပုံကျဲခဲ့သည်ဟုအသိပေးထားပါသည်။ ဆလဘီဆန်ရှင်စီးပွားရေးပိတ်ဆို့ခံရလျင်စော်ဝဲများအင်အားစုစည်းမှုပုံမရရှိစေဟုမင်းအောင်လိုင်မှာယွန်ပြောဆိုခဲ့မှုသတင်းစာ ပြင်ဆင်ချက်ထည့်ရသည့်အပြင်သတင်းရုပ်သံဗီဒီယိုများအလုံးကိုပြင်ဆင်တဲဖြတ်ခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကဘယ်လာရုနိုင်ငံရောက်ရှိစဉ်ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင်ဆန်ရှင်စီးပွားရေးပိတ်ဆို့ခံရလျင်စော်ဝဲများအင်အားစုစည်းမှုပုံမရရှိစေဟုမှာယွန်ပြောဆိုခဲ့မှုအပေါ်စစ်ကောင်စီပိုင်း တင်းစာများတွင်ပြင်ဆင်ချက်ထည့်သွင်းရသည့်အပြင်တရင်ရုပ်သံဗီဒီယိုများအလုံးတွင်လည်းပြန်လည်ပြင်ဆင်တဲဖြတ်ခိုင်းကြောင်းသိရပါသည်မလာခွန်ရည်နေဘယ်လာရုနိုင်ငံတွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်မေအောင်လိုင်းကဆန့်ရှင်းလုပ်တယ်ဆိုလို့ရှိရင်ဆန့်ရှင်းလို့ခေါ်တဲ့အဖွဲ့အစည်းတွေစန့်ကျင်ဘက်အဖွဲ့အစည်းတွေကအတိုက်အခိုက်ခံရတယ်။ software တွေကအားစုစည်းမှုကိုပုံမိုရရှိစေပြီးတော့မှပြိုင်ဆိုင်မှုတွေကိုပြင်းထန်လာစေမယ်ဆိုတာကိုလည်းသတိပြုစေလိုပါတယ်ဟုမေအောင်လိုင်းကမှာယွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ရင်မာယုံပြောဆိုမှုကိုမလ9ရက်နေ့ထုတ်သတင်းစာများတွင်အမားပြင်ဆင်ချက်အဖြစ်စော်ဝဲဆိုသောစကားလုံးကိုဖြုတ်ပယ်၍ ပြင်ဆင်ဖတ်ရှုပါရန်ထည့်သွင်းဖော်ပြသည့်အပြင်ရုံမြင်သံကြားသတင်းများအားလုံးနှင့် Telegram နှင့်တင်ထားသည့်မင်းအောင်လိုင်း၏သတင်းစာရှင်းလင်းပွဲဗီဒီယိုများအားလုံးကိုပြန်လည်ပြင်ဆင်တင်ပြ၍ထုတ်လွှင့်ခိုင်းခဲ့ကြောင်းသိရပါသည်။တချို့ကပေးတဲ့မိန်ကွန်းအတိုင်းပဲသတင်းစာနဲ့ MRTV မှာဖော်ပြတာပါ။မူရင်းမိန်ကွန်းမှာကိုမှားယွင်းနေကြတာပါ။သတင်းစာမှာအမှားပြင်ဆင်ချက်ထည့်တဲ့အပြင် Telegram ဗီဒီယိုတွေကိုလည်းပြန်လည်ပြင်ဆင်တင်ပြပြီးတင်ရပါတယ်ဟုသတင်းဌာနကရှင်းပြပါသည်။ ။မေအောင်လိုင်းက sanction စီးပွားရေးပိတ်ဆို့မှုနှင့် computer software software ၏ကွဲပြားခြားနားသောအတိတ်ပဲနှင့် အင်္ဂလိပ်စာအသုံးနှုန်းကိုနားမလည်ပဲထင်ရမြင်ရပြောဆိုရမှာမာယွန်းသွားခဲ့ခြင်းဖြစ်ကြောင်းသတင်းဌာနကပြောဆိုပါရယ်။အကြံဖတ်စကောင်းဆောင်မင်းအောင်လိုင်ကမတ်လ3ရက်နေ့မှာမတ်လ9ရက်နေ့အထိရုရှားကောင်းဆောင်ပူတင်ဘယ်လာရုသမရာတို့နဲ့တွားရောက်တွေ့ဆုံခဲ့ပြီးယမန်နေ့နေပြီးတော့ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဆက်လက်ပြီးရန်ကုန်မြို့စက်မှုဆောင်များတွင် ILO A33 မြန်မာ2022အင်းကြီးများဝတ်ပြီးစစ်ကောင်စီအားအေးအေးယွံတောင်းဆိုနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ရန်ကုန်မြို့စက်မှုဆောင်များနဲ့နေရာအချို့တွင်တော်လန်လူငယ်အချို့ကဦးဆောင်က ILO A33 မြန်မာ2025 အင်ကြီးများဝတ်ဆင်ပြီးအလုသမာဓုအပေါ်စစ်ကောင်စီ၏ဖိနှိပ်နေမှုများအား ILO ညီလာခံတွင်အရေးယူပေးရန်တောင်းဆိုသည့်လှုပ်ရှားမှုကိုယနေ့မလ၁၀ရက်နေ့တွင်ပြုလုပ်ခဲ့ပါသည်လှုပ်ရှားမှုအနေဖြင့်စက်မှုစုံများဘူရာနှင့်ဈေးများတွင်တပိတ်ရဲပေါ်များက ILOA33 မြန်မာ2025စာရန်ပါအင်ကြီးများကိုဝစ်ဆင်ခဲ့ကြပါရယ်။ယင်းလှုပ်ရှားမှုကိုရန်ကုန်တော်လှန်ရေးညီနောင်လေးအဖွဲ့နှင့်အတူရန်ကုန်မြေပြင်တပိတ်အားစုများမှပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါရယ်။အာနာသိမ့်မှုကာလအတွင်းစစ်ကောင်စီဟာအလုသမားများအ အပေါ်အတင်းအဓမ္မလှူအားခိုင်းစီခြင်းလွတ်လပ်စွာအသေးအဖွဲ့ဖွဲ့စည်းခြင်းနှင့်စီယုံခွင့်များအားပိတ်ပင်ခြင်းများပြုလုပ်လျက်ရှိရာအလုံသမားများ၏အခြေခံအခွင့်အရေးများအားကာကွယ်ပေးသည့် ILO ၏စံနှုန်းများအပေါ်လိုက်နာမှုမရှိသည့်အတွက် ပုံမှန်33ပြင်အရေးယူပေးပါရန်တော်လန်ညီနောင်လေးအဖွဲ့ကတိုက်တွန်းထားပါသည်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာဝင်ပြပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။